အနေရှုံလို့စိတ်ညစ်နေပြီဆိုလို့ရှင်တော့မနေ့ကအခင်မို့မရောက်ရှိလာတဲ့6 class ဆိုတဲ့ကစားနည်းလေးရှိပါတယ်။အခုဆော့ဖို့အတွက်ဆိုလို့ရှင်တော့တင်းမိတ်၃ယောက်လိုအပ်တာဖြစ်ပါတယ်။အခုတော့သူတို့နှစ်ယောက်အဲဒါမှမပြည့်သေးလို့စောင့်နေပါတယ်။ဒါရီကတော့ပွဲတဲ့ရောက်လို့ရှင်တော့ ambulance အနေနဲ့ပြီးမဲ့6 fuckman လေးတွေပဲဖြစ်ပါတယ်။ကိုနဲ့ကိုင်းညီတဲ့ဟာကိုတုံးလို့ရတယ်လို့မသိလို့ရှင်ဒီ6 fuckman ကိုင်းမှာကြည့်လို့ရပါတယ်။ဒီတော့၃ယောက်တူတူအဲ6 class ဆိုတဲ့မှုကိုစောင့်ကြမှာဖြစ်ပါတယ်။ပွဲတဲ့ရောက်ပြီဆိုတာနဲ့အဲ hero တို့ကောင်ကိုရမှာဖြစ်ပြီးတော့တယောက်နဲ့တယောက်နဲ့ room တူဘူးဆိုလို့ရှင်တော့တော်တော်လေးကိုအဆင်ပြေမှာဖြစ်ပါတယ်။ပထမကတော့ wiki တို့၃ယောက် ောက်က fighter 3ယောက်ယူခဲ့ပေမဲ့ road to နေလို့ရှိရင်မနိုင်မှာဆိုတဲ့အတွက်ကြောင့်မလို့ဝီကီရဲ့ကောင်လေးကိုကလင်ကန်ခံလိုက်ပါတယ်။ကစားပွဲတစ်ပွဲမှာဆိုလို့ရှိရင်တော့စုစုပေါင်း6တင်းပတ်လည်ပြရတာဖြစ်ပါတယ်။ဝီကီတို့ရဲ့အသင်းနာမည်ကတော့ Northern ဖြစ်ပါတယ်။ဂိမ်းနဲ့ရောက်ပြီဆိုတာနဲ့ကိုနဲ့ใกล้ညီမဲ့ Charles Fuckman လေးကိုယူလိုက်ပါတယ်။အဲမသိဘူးဆိုလို့ရှိရင်တော့လက်မပြရတဲ့ဟာလေးတွေကိုပါယူလိုက်ပါ။ဝီကီကတော့ basic တက်တုံးလို့ရှိရင် attack speed တိုးတဲ့ဟာကိုပဲယူလိုက်ပါတယ်။ပွဲစချင်းမှာတယောက်ကို goal တထောင်ပေးထားပါတယ်။စစချင်းမှာတွေ့တာကတော့ Dyro ရီဆန်းရှင်းနဲ့ Arithel တို့ပါတဲ့ squad ပါ။ဝီကီကတော့အမှအုတ်လိုက်ရင်လည်းပဲတစ်ခါတည်းတက်ပြီးတော့မိသွားတယ်ပေါ့နော်။အမှနောက်ကနေဝိုင်းပြီးတော့ပြစ် ြတယ်ကိုဘက်ကလူကလည်းလိုင်းလက်နေတယ်ဖက်ဘလက်လည်းရနေပြီဘောနောမှာသူဆိုလို့ရှိရင်တဘက်ကေးတဘက်ကေးရပြီးတော့ထဘက်ကေးရပါစေဆိုပြီးတော့ပဲပေးလိုက်ပါတယ်မှာထဘက်ကေးရသွားပါတယ်အဝမ်ကပြီးသွားပြီမဲ့တခြားသူတွေကမပြီးသေးတဲ့ကြောင့်မလို့သူတို့အပီးတာကိုစောင့်နေရပါတယ်အဝမ်မှာဆိုလို့ရှိရင်တော့ဝီဂီတို့အတင်ကနိုင်သွားပြီးတော့ဝီဂီတို့ကိုရှုံတဲ့အတင်ကတော့20မှရောက်သွားတာဖြစ်ပါတယ်တဘက်ကလည်း325ရောက်ပြီးတော့ဂိုးကလည်း2000ပေးပါတယ်ပြီးသွားပြီဆိုတာနဲ့အချောင်းဖက်ကမန်နေထပ်ပြီးရွေးခိုင်းပါတယ်ဒီမှာဆိုလို့ရှိရင်တော့ကိုနဲ့အဆင်ပြေတာပဲရွေးလိုက်ပါတယ်အမေမပြည့်မချင်းဘတ်တန်ဖီးတဲ့ဝင်လို့ရမှာမဟုတ်ဘဲနဲ့တိုင်မပြည့်မှသာဘတ်တန်ဖီးတဲ့ဝင်လို့ရမှာဖြစ်ပါတယ်ဘောင်းတူးမှာထပ်တွေ့တာကတော့ဘာရက်ကလ ောင်နဲ့အက်စတက်တို့ပါတဲ့တင်ဖြစ်ပါတယ်ဒီမှာတော့ဘာရက်ကိုအုပ်လိုက်တယ်ပေါ့နော်ဘာရက်ကတော့မတည်သေးဘူးပေါ့နော်အမှသူတို့တွေပြစ်ကြတယ်လောက်ကြရင်လည်းပဲအမှဒီခါတော့သူ့ကိုချက်ပဲကိမပေးဘူးဆိုပြီးလူကြရင်လည်း Ruby ကရသွားပါတယ် Round 2မှာလည်း Round 1လိုပဲရှုံးသွားတဲ့တင်ကအမှတ်20ရောတယ်ပဲ5 to 7တိုးပေမဲ့ Go ကတော့မရဘူးပြီးသွားရတဲ့6 Fragment နဲ့ထိုက်ပေးရမယ်ဒီပွဲကလည်းကိုရီတင်းမဲ့နိုင်သွားတယ် Level 7 to 8တိုးပြီးတော့ Go 2000ထပ်ပြီးတော့ရတယ်39 6 Fragment တွေကိုရွေးမယ်ရွေးပြီးတိုက်တယ်ထုံးစံ9တိုးပဲနိုင်ပါတယ်တုံးတဲ့သူကတော့အမှတ်25မှတ်ရောတယ် Level 8 to 9တိုးသွားပြီးတော့6 Fragment ထပ်ပြီးတော့ရွေးရမှာဖြစ် ်ပါတယ်ဒီပွဲမှာလည်းအရန်ချက်နဲ့ငါတို့အတင်းကပဲထပ်ပြီးတော့နိုင်သွားပါတယ်အောက်ဖိုက်မှာရှုံးသွားတဲ့အတင်းကတော့အမှတ်30ရော့သွားတာဖြစ်ပါတယ် level ကတော့9 to 10တိုးသွားပြီးတော့9000ရရှိတယ်6 fragment ထပ်ပြီးတော့ရွေးရမှာဖြစ်ပါတယ်6 fragment ကတ်တွေကအခုလိုမျိုး high low ရဲ့ skill 2လိုမျိုးတွေယူဆောင်ရဲ့ skill 2လိုမျိုးတွေအဲ့လိုဟာတွေပါတတ်တယ်ပေါ့နော်အဲ့တော့အသေးစားကြည့်ပြီးရွေးကြပါဒီ round 6မှာတော့ wikiro နဲ့ပြိုင်မဲ့ပြိုင်မဲ့တင်းကမရှိတဲ့အကြောင်းမလို့ wikiro က auto နိုင်ပါတယ် level 10 to 11တိုးသွားပြီးတော့6 fragment နဲ့ထပ်ပြီးတော့ရွေးရမှာဖြစ်ပါတယ်ဒီပွဲမှာဆိုလို့ရှိရင်လည်း enemy ဘက်က3ယောက်ကို3 man စကတ်အုပ်လိုက်တဲ့အကြောင်းမ လို့ NBA ဘက်က3ယောက်ကတော့တည်သွားပြီးဒီပွဲကိုအေးဆေးနဲ့နိုင်သွားပါတယ် Brown 7ရှုံးသွားတော့အမှတ်35မှာရော့သွားပြီးသူတို့ထွက်သွားတယ် level မတိုးပေမဲ့ Charles Fagman ထပ်ရွေးရတယ်ထပ်ပြီးတော့နိုင်တယ်ရှုံးတဲ့သင်က35မှာရော့တယ် level 7 to 73တက် Charles Fagman ထပ်ပြီးနောက်ဆုံး round ဖြစ်တဲ့ round 9မှာဆိုလို့ရှိရင်လည်းကိုရီသင်ကပဲနိုင်သွားပြီးတော့ victory လေးကိုအော်သွားတာဖြစ်ပါတယ် Star of the show ရသလိုမျိုးပဲ MVP လည်းရတယ်အခုကတော့ Bradley Reset ပါ Charles Class of မယ်ဆိုလို့ရှိရင်လည်းအခုလိုမျိုး friendship coin လေးတွေကိုပေးနေတာဖြစ်ပါတယ်ဒီ coin တွေကိုပမာတော့ရမယ်ဆိုလို့ရှိရင်တော့ friend fest ဆိုတဲ့ event မှာတော့ရမှာဖြစ်ပါတယ်ကျေးဇူး